အားလုံးမင်္ဂလာပါ Insight မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပထမဆုံးအနေနဲ့ LS တယောက်မြက်ကိုရီးယားနိုင်ငံ Internet စနစ်တိစောက်ထားပုံသတိပြုမိလိုက်ပါတယ်မြက်ကိုရီးယားနိုင်ငံ Internet စနစ်က Intranet နဲ့ Internet နှစ်မျိုးသုံးနေတာပါဒါကိုကျွန်တော်မြင်သာအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့အိမ်တိုင်းထဲမှာ Mobile Phone ၅လုံးရှိတယ်အဲ့ဒီ Mobile Phone ၅လုံးကကျွန်တော် Wi-Fi ကိုသုံးပြီးတော့အချင်းချင်းချိတ်ဆက်ထားမယ်အဲ့ဒီ Wi-Fi Network ကနေပဲကျွန်တော်တို့ဇက်ပြလို Application မျိုးကိုသုံးပြီးတော့ file တွေတစ်ခုနဲ့တစ်ခုကျွန်တော်တို့ share မယ်ဒါဆိုတော့ Intranet ပါ ဆိုရင်အတိအိမ်မှာ intranet ဆိုတဲ့ network တစ်ခုရှိပြီဆက်ပြီးတော့ကျွန်တော် internet ကိုလေ့လာကြည့်မယ်ဆိုရင်အတိရက်ွက်ထဲမှာအိမ်ဆယ်လုံးရှိတယ်အတိအိမ်ဆယ်လုံးမှာ intranet network တစ်ခုစီရှိတယ်ဒီအိမ်ဆယ်လုံးက intranet network တွေကတအိမ်နဲ့တအိမ် intranet တစ်ခုနဲ့တစ်ခုချိတ်ဆက်လိုက်မယ်ဆိုရင်တော့ internet ဆိုတာဖြစ်လာပါတယ်အရှိရကျွန်တော်ပြောခဲ့တဲ့အိမ်ကိုပြန်သွားကြည့်မယ်ဆိုရင်အတိအိမ်ထဲမှာရှိနေတဲ့ mobile device ၅လုံးက intranet ကိုသုံးပြီးတော့အိမ်ထဲမှာအချင်းချင်း data ပို့နိုင်တယ်ဒါမှမဟုတ်ဘူး အင်တာနက်ကိုသုံးပြီးတော့တခြားအိမ်တွေကိုလည်း data ပို့နိုင်ပါတယ်။ဟုတ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံမှာသုံးတာ internet network စနစ်နဲ့ internet network စနစ်ပါ။ internet network အပိုင်းမှာဆိုရင်မြောက်ကိုရီးယားပြည်သူတွေက internet network ကိုသုံးပြီးတော့နိုင်ငံအသွင်းမှာပဲအချင်းချင်း data share လုပ်ရတယ်။ internet network အပိုင်းမှာဆိုရင်မြောက်ကိုရီးယားနိုင်ငံအသွင်းကတတ်မှတ်ထားတဲ့လူခွင့်ပြုထားတဲ့လူတွေကပဲ internet ကိုသုံးလို့ရတာပါ။မြောက်ကိုရီးယားပြည်သူတွေကအင်တာနက်ကိုသုံးပြီးတော့ဒီနိုင်ငံတကာအင်တာနက် network စနစ်တွေဝင်လာလို့မရပါဘူး။ intranet ကိုသုံးပြီးတော့နိုင်ငံအတွင်းရဒေတာတွေကိုပဲကြည့်ရှုလို့ရပါတယ်။ ALS အနေနဲ့မြောက်ကိုရီးယားဟပ်ဖို့ကြိုးစားတဲ့ဖြစ်စဉ်မှာဆိုရင်ဒီမြောက်ကိုရီးယားရဲ့ဒီ internet စနစ်ကိုအမျိုးမျိုးလေ့လာရတယ်။အဲ့လိုလေ့လာရင်လည်း router နှလုံးရဲ့ IP address ကိုတတိထားမိလိုက်ပါတယ်။မြောက်ကိုရီးယားနိုင်ငံကဘယ် website ကိုပဲကြည့်ကြည့်ဒီ router နှလုံးရဲ့ IP ကအမြဲတမ်းလာပြီးတော့ထပ်နေခဲ့ပါတယ်။ဒါကိုကျွန်တော်မြင်သာအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့သုံးတဲ့ internet စနစ်က small business ဆိုတဲ့ညာဘက်ချမ်းမှာရှိနေမယ်။မြောက်ကိုရီးယားရဲ့ internet စနစ်က NOC နဲ့ enterprise network ရှိတဲ့ ဘယ်ဘက်ချမ်းမှာရှိနေမလဲကျွန်တော်တို့သုံးနေတဲ့ internet စနစ်နဲ့မြက်ကူရီးယား internet စနစ်ကိုဖျက်ချခြင်းနဲ့ဆိုရင်အလဲ ISP 6လို့ခေါ်တဲ့ ISP 6အောက်ထဲက router တွေကိုကျွန်တော်တို့ကဖျက်ချရမှာပါတကယ်လို့ ISP 6တွေက router တွေကအလုံးမလုံးတော့ဘူးဆိုရင်ဘယ်ဘက်ချမ်းကမြက်ကူရီးယားရဲ့ internet ကညာဘက်ချမ်းကကျွန်တော်တို့သုံးနေတဲ့ internet စနစ်ကိုမရောက်နိုင်တော့ပါဘူးဆိုရင်မြက်ကူရီးယားမှာ internet ဆိုတာမရှိတော့ဘဲနဲ့သူ့နိုင်ငံအတွင်းမှာပဲပတ်လည်အသုံးပြုလို့ရတဲ့ internet စနစ်ပဲရှိတော့မှာပါအခု LS တွေ့သွားတာ နော်ကိုရီးယားအင်တာနက်စနစ်ကကမ္ဘာအင်တာနက်စနစ်ကိုလာပြီးတော့ချိတ်ဆက်နေတဲ့ဂျားထဲမှာရှိနေတဲ့ ISP ကိုရီးယား router နှလုံးရဲ့ IP address ကိုတွားပြီးတော့တွေ့လိုက်တာပါ LSD router နှလုံးကိုအလုံးမလို့တော့ဖျက်ချတဲ့နီလန်းကတော့ DDoS နီလန်းကိုတုံးရတာပါဒီတော့အတက်ကိုစတင်ဖို့ LSD ကနေဆာဗာတချို့ငှားရမ်းလိုက်တယ်အခုပုံမှန်ပြထားတဲ့ target server ဆိုတာ router A ကိုပြောချင်တာပါ LS ကသူငှားထားတဲ့တရုတ်ကဆာဗာတွေကနေဒီ router A ကိုတွားပြီးတော့အလုံးများကိုတွားလုပ်လိုက်ပါတယ် ရောက်တာအေအနေနဲ့ Alias ရဲ့တယောက်ကစာပါလေးကြောင့်အလုပ်တွေများသွားပြီးတော့မားဖန်ရှင်ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။အဲဒါကြောင့်ပဲမြောက်ကိုရီးယားပြည်တွင်းကနေဒီ router AO ဖြတ်ပြီးတော့ကမ္ဘာအင်တာနက်ကိုချိတ်လို့များတော့ပါဘူး။ဒီ router A ကကောင်းကောင်းအလုပ်မလုပ်နိုင်လို့ပါ။ဒီလိုနီးနဲ့ Alias ကတယောက်ကနေစာပါတွေကိုငားရမ်းပြီးတော့ router AO လည်းတိုက်ခိုက်တယ်ပြီးတော့ router view လည်းတိုက်ခိုက်တယ်။မြောက်ကိုရီးယားအနေနဲ့ကဒီလိုတိုက်ခိုက်ခံရခြင်းကိုမမျှော်လင့်ထားသလိုကြိုပြီးတော့လည်းမပြင်ဆင်ထားပါဘူး။ဒီတော့မြောက်ကိုရီးယားအနေနဲ့ သူတို့တွေရဲ့လုံများနေတဲ့ router တွေကို reset ချတယ် reset ချပြီးတော့ဒီ router တွေကတက်လာတဲ့ခါကျရင် alias ရဲ့တယောက်က server တွေကထပ်ပြီးတော့တိုက်ခိုက်တယ်ဆိုတော့ဒီ router တွေကဘလို့မှအလုပ်လုပ်လို့မရပါဘူးဒီလိုနည်းနဲ့ alias တောက်မြောက်ကိုရီးယား router တွေကိုတပတ်တိတိတိုက်ခိုက်တယ်တပတ်တိတိတိုက်ခိုက်တဲ့အချိန်မှာပဲမြောက်ကိုရီးယားပြည်တွင်းကနေကမ္ဘာ internet ကိုချိတ်ဆက်လို့မရတော့ပါဘူးဒီလိုနည်းနဲ့မြောက်ကိုရီးယား internet စနစ်ကိုဖျက်ချလိုက်တာပါဒီနေရာမှာတခုထူးခြားတာ LSD လို့မြောက်ကိုရီးယား internet စနစ်ကိုဖျက်ချဖို့ တူကနေစာပါတွေငားတာအမေရိကန်ဒေါ်လာ950ပဲကြာတင်ခဲ့ပါတယ်အခုလို LS တောက်မြောက်ကိုရီးယားရဲ့အင်တာနက်စနစ်ကိုဖျက်ချတာကိုကျွန်တော်တို့သုံးသပ်ကြည့်မယ်ဆိုရင် LS လို့ဝါဒီတော့အသက်ဆိုတာတော်တော်ကြီးကိုရိုးရှင်းပြီးတော့လွယ်ကူပါတယ် LS အသုံးပြုရတဲ့ဒီတော့နီးကိုကျွန်တော်အသုံးပြုခြင်းနဲ့ဆိုရင် YouTube မှာလေ့လာမယ်ဆိုရင်တနာရီကနေနှစ်နာရီလောက်ပဲကြာမြင့်ပါတယ်တကယ်အခက်အခဲဆုံးအပိုင်းကတိုက်ခိုက်တဲ့နီလမဟုတ်ပါဘူးဘယ်နေရာကိုတိုက်ခိုက်မလဲဆိုတော့ရှောက်ခွေးတာပါ LS တွေ့ရတဲ့ router နှလုံးသားမှာတကယ်အရေးကြီးဆုံးပါ ဒီတိုက်ခိုက်မှု cyber attack ဖြစ်စဉ်အပြီးကိုကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်မယ်ဆိုရင်တနေ့နေ့ချိန်ကျရင်ကင်ဂျုံအဲထောက်လိုင်း agency က LS ရောက်ဒီ cyber attack ကိုလုပ်ခဲ့တယ်ဆိုတော့သိသွားမယ်ဆိုတော့ LS ကကြိုသိခဲ့ပါတယ်ပြီးတော့ FBI အနေနဲ့ကလည်းဒီ cyber attack ကို LS လုပ်လိုက်တယ်ဆိုတော့သိလိုက်တယ်ဒါပြန်တဲ့ထဲမှာဆိုလိုပဲဒီ ID 2022ဇန်နဝါရီလမှာ Washington DC က LS ရဲ့ဒီ cyber attack ကိုတရင်ဖုံးပေးခဲ့တယ် LS အနေနဲ့လည်းမြောက်ကိုရီးယားသူ့ကိုကောင်တာ attack ပြန်လုပ်မှာသူ့ကိုလုံးကြံတက်ဖြတ်မှာဆိုရင်လည်းတော့ အမေရိကန်နိုင်ငံထောက်လိုင်းအေဂျင်စီတွေဖြစ်တဲ့ FBI, NSA နဲ့အမြဲမပြတ်ဆက်သွယ်ရှိနေခဲ့တယ်။အရှိရကျွန်တော်ပြောခဲ့တယ်လို့ပဲ LS ရောက်သူ့ရဲ့ပထမဆုံးအရှင်တွေအနေနဲ့သူ့ရဲ့ identity ကိုဖုံးကွယ်ပြီးတော့ identity အတုတွေနဲ့အမေရိကန်နိုင်ငံတွင်းမှာလှည့်လည်သွားလာပြီးနေခဲ့တယ်။ Certified ပိုင်းမှာဆိုရင် LS ရောက်သူ့တိုက်ခန်းကနေအပြင်ထွက်မယ်ဆိုရင် Kevlar ကြီးကဟူဒီကိုအမြဲတမ်းဝတ်သွားတယ်။ LS ဝတ်သွားတဲ့ဒီ Kevlar ကြီးကဟူဒီကစတဲ့ပဲထုတ်တဲ့ limited edition ရတဲ့အတခုပါဒီကြီးကဟူဒီအပြင် ။ LS ကြောင့်မောင်ကိုဈေးကွက်ကနေတနက်တွေဝယ်ပြီးတော့လဲစောင်းထားရပါတော့တယ်။ LS ရဲ့အကြီးမားဆုံးစိုးရိမ်မှုကတော့သူ့ရဲ့ identity social security number ပေါ်ဝါမှာစိုးရိမ်နေတာပါ။မြောက်ကိုရီးယားနိုင်ငံကတရုတ်ရဲ့မဟာမိတ်နိုင်ငံတွေထဲကတစ်ခုပါ။ LS ရဲ့တငယ်ချင်းချုံကတရုတ်ရဲ့ civilian system တရုတ်ကသူ့ပြည်သူတွေကိုစောင့်ကြည့်နေတဲ့ system ကို2019မတိုင်ခင်ကတည်းက LS ကိုရှင်းပြခဲ့မှုပါတယ်။ဒီ system ကိုဂျွန်ဘလိုသိသွားလဲဆိုတော့ကျွန်တော်လေ့လာကြည့်လိုက်အောင်။ဂျွန်အနေနဲ့ Alibaba server ပေါ်မှာတင်ထားတဲ့ database တွေကိုလိုက်စစ်နေရင်းနဲ့ database ခုကိုတွားပြီးတော့ data မိလိုက်ပါတယ်။တခြား database တွေနဲ့မတူဘဲနဲ့ဂျွန်တွေးခဲ့တဲ့ database ကပတ်စော့မခံလားပေါ့။ဆိုတော့ဂျွန်အနေနဲ့အဲ့ဒီ database တွေကိုဝင်ကြည့်လိုက်တဲ့အခါမှာတရုတ်အစိုးရရဲ့ civilian system တရုတ်အစိုးရရဲ့သူ့ပြည်သူတွေကိုစောင့်ကြည့်နေတဲ့စနစ်ကိုသိသွားခဲ့ပါတယ်။ဒီ database ကတရုတ်အစိုးရရဲ့ civilian system ကိုအစောဆုံးဖော်ထုတ်နိုင်ခဲ့တဲ့တပ်တည်တွေထဲကတစ်ခုပါ။ database ကိုဖတ်ကြည့်ပြီးတော့ဂျွန်တယောက်နားလည်သွားတာတရုတ်အစိုးရသူ့ပြည်သူတွေရဲ့လှုပ်ရှားမှုတွေကိုအမြဲတစေစောင့်ကြည့်နေတယ် တရုတ်နိုင်ငံသားတယောက်က CCTV ကင်မရာတစ်ခုထဲမှာပေါ်နေမှာဆိုရင်အစ်တီလူကဘာလုပ်လဲဆိုတော့တရုတ်စိုးရချက်ချင်းသိပါတယ်ပြီးတော့အစ်တီလူကဘယ်အင်ကနေထွက်လာခဲ့လဲပြီးတော့ဘယ်ကိုသွားနေလဲဘာလုပ်နေနဲ့သွားနေလဲဆိုတော့တရုတ်စိုးရအမျက်တစေစောင့်ကြည့်နေတာပါဒီ CCTV ကင်မရာမှာပေါ်တဲ့လူတွေမှာလေဘယ်လေးရှိပါတယ်ဥမာမူးယစ်ဆေးဆွဲနေတာပြစ်မှုမှတ်တမ်းရှိတာဒါမှမဟုတ်ရင်အယောင်းဝတ်တမဒီလိုနည်းနဲ့လူတန်းကိုလေဘယ်တတ်ထားပါပဲဒီမြန်မာတစ်ခုရှိတာ CCTV ကင်မရာတွေမှာ civilian system တတ်ထားတယ်။အဲ့ဒီ civilian system ကနေဒီပြည်သူတွေကိုစောင့်ကြည့်နေတာကိုဒီ database ကြောင့်တည်ပြီ။ဒါပေမဲ့ဒီလိုစောင့်ကြည့်တာတရုတ်အစိုးရမှမဟုတ်ဘဲနဲ့အဖွဲ့အစည်းတစ်ခုခုကစောင့်ကြည့်နေရလဲဖြစ်နိုင်တယ်။ဘာကြောင့်ဒီ civilian system တရုတ်အစိုးရစောင့်ကြည့်နေရလို့ဂျွန်ကတတ်ရပြောနိုင်တာလဲ။အကြောင်းကတော့ဂျွန်ရှာဖွေတွေ့ရှိခဲ့တဲ့ database ကတရုတ်ရဲတပ်ဖွဲ့ပုံကိမှတ်တမ်းတွေပါတဲ့ database တွေနဲ့တိုက်ရိုက်ချိတ်ဆက်ထားလို့ပါ။ဒီ database ချိတ်ဆက်ထားမှုကိုကြည့်ခြင်းအပြင်တရုတ်ရဲတပ်ဖွဲ့ တရုတ်အစိုးရသူ့ပြည်သူတွေကိုအများအားဆောင်ကြည့်နေအောင်ကျွန်တော်သိနိုင်ပါပြီ။ဒီညမှာကျွန်တော်အသေးချာချာမပြောရတခုရှိပါတယ်။တရုတ်အစိုးရဒီ CCTV ကင်မရာတွေရနေမှာတဆင့် surveillance system တွေကိုထည့်ပြီးတော့သူ့ပြည်သူတွေကိုစောင့်ကြည့်တာတရုတ်နိုင်ငံတခုတည်းမှာမဟုတ်ပါဘူး။တခြားနိုင်ငံက CCTV ကင်မရာတွေဟပ်ပြီးတော့သူတို့ရဲ့ surveillance system နဲ့ချိတ်ဆက်လိုက်ခြင်းအပြင်တခြားနိုင်ငံကိုရောက်နေတဲ့တရုတ်လူမျိုးတွေကိုစောင့်ကြည့်နေလို့ရတယ်လို့တခြားနိုင်ငံကလူတွေကိုလည်းစောင့်ကြည့်လို့ရပါတယ်။ကျွန်တော်ပြောသွားတာတရုတ်အစိုးရအနေနဲ့ဒီလိုစောင့်ကြည့်နေတာ တရုတ်နိုင်ငံအသွင်းမှာပဲမဟုတ်ဘဲနဲ့နေရာအနှံ့မှာစောင့်ကြည့်နေရလို့ပြောရတာပါကျွန်တော်တို့ပြန်ပြီးအနေလစ်လုပ်ကြည့်မယ်ဆိုရင် LS ကမြောက်ကိုရီးယားနိုင်ငံရဲ့ internet စနစ်ကိုဖျက်ချလိုက်တယ်ပြီးတော့မြောက်ကိုရီးယားကတရုတ်နိုင်ငံမဟာမိတ်နိုင်ငံမြောက်ကိုရီးယားနိုင်ငံအနေနဲ့ LS ကိုလိုက်ချင်ရင်တရုတ်ရဲ့ surveillance system တွေကိုလည်းအကူအညီတောင်းနိုင်တယ်ပြီးတော့ဂျွန်အားကြတော့တရုတ်အစိုးရသူ့ပြည်လူတွေကိုစောင့်ကြည့်နေတဲ့ surveillance system အကြောင်းကိုဖော်ထုတ်ထားတဲ့လူတယောက်ဒီဖြစ်စဉ်ပြီးနောက်ပိုင်းမှာတော့ FBI နဲ့ NSA က ် LS ရဲ့ skill ကိုသဘောကျပြီးတော့အလုပ်အပ်ခဲ့တာတွေလည်းရှိတယ်။ American ထောက်လိုင်း agency တွေအတွက်ကိုအလုပ်လုပ်ထားတဲ့အတွက် credit ပေးတဲ့အနေနဲ့ LS ကိုဂျုံအောင်မှာ physical coin တွေရှိကြပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးသတ်ရမယ်ဆိုရင်တော့လက်ရှိအချိန်မှာ LS ကိုဂျုံအောင် American ပိုင်းနဲ့အတွင်းမှာပဲနှစ်ယောက်တူတူနေကြပါတယ်။တကယ်လို့မြောက်ကိုရီးယားကပဲဖြစ်ဖြစ်တရုတ်ကပဲဖြစ်ဖြစ် LS ကိုဂျုံအောင်ကိုလုံးကြံမယ်ဆိုရင်ဒါနိုင်ငံရေးပိုင်းဆိုင်ရာဒါရှုပ်ထွေးမှုတစ်ခုဖြစ်သွားမှာပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကိုမတ်မှာလည်းဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ဝေဖန်နိုင်တယ်လို့တခြားသိကျင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လည်းကိုမတ်မှာဝင်ရောက်တောင်းဆိုပါလို့ရပါတယ်ဗီဒီယိုလေးကနေတခုခုရိုက်လိုက်တယ်ဆိုရင်လက်ဟန် share လုပ်ပေးခြင်းအပြင်တခြားလူတွေကိုပြန်လည်မျှဝေပေးပါအောင်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ